ရခင်ရဲ့ကျေးဇူးကိုချီးမွမ်းပါတယ်အလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီနေ့လည်းကျွန်တော်တို့ MP7 ကျွန်တော်တို့အတူတူပဲဆင်ခြင်ဖို့အတွက်ဖြစ်ပါတယ်စိတ်တကြတော့လေရှုံးမပြီးနဲ့ဆိုရက်ကောင်းစဉ်လေးနဲ့ဆက်လက်ပြီးတော့မှကျွန်တော်တို့နှုတ်ခွန်းတော်ဆင်ခြင်နှလုံးသွင်းဖို့ဖြစ်ပါတယ်ဒီနေ့တော့ကျွန်တော်တို့နေဟမိရဲ့အသက်တာ ကိုကျွန်တော်တို့အတူတူဆင်ခြင်ဖို့အတွက်ဖြစ်တယ်။ဟိုနေဟမိကကျွန်တော်တို့အသက်တာထဲမှာလေတကယ်ဟိုစံစံနမူနာယူရမဲ့သူတွေမှာပါတယ်။အကျန်းအထဲမှာရှိတဲ့ပုံကိုအကုန်လုံးကတော့စံနမူနာယူရမဲ့သူတွေဒီပဲဖြစ်ပါတယ်။နောက်ချိုးတွေကကြတော့အချို့အချို့အသက်တာရဲ့အစိတ်ပိုင်းလေးမှာပဲကျွန်တော်တို့ကသူတို့သင်ငန်းစာယူရမဲ့ဥစ္စာဖြစ်တယ်ဆိုတာတွေ့ရတယ်။နေဟမိကတော့မကြည့်ရသူကလေ သူ့အကျိုးအတွက်ဘာမှဟိုစဉ်းစားတဲ့သူမဟုတ်ဘူး။တော့သူကခုနကပြောတဲ့သူ့ရဲ့လူမျိုးအတွက်ဘောနော်သူတဘာအတွက်ကိုပဲသူစဉ်းစားပြီးတော့မှအာတွေးပြီးတယ်လုတ်ပြီးတဲ့သူတွေမှပါတယ်ဆိုတော့တွေးရတယ်။ဟာဒီရတကယ်ပဲခွန်အားရတယ်ဘောနော်။ဒါငေးမိမဆာတိတ်တော့အများကြီးရှိပါဆိုတော့ဒါကျွန်တော်တို့ဒီဇာအောင်လုံးတိချာလိလမယ်ဆိုဒါလေးတွေတွေးရတယ် တော့နေဟိမိမှတ်စာရဲ့အရှိမာဒီဣဇရာမှတ်စာဆိုတာရှိတယ်။ဆိုဘာဘူးလုံးကနေပြီးတော့မှကျွန်ခံဖို့တဲ့မျိုးဆက်တီပြောင်းသွားတယ်။ဆိုနေဟိမိတို့ဟာဘယ်ကာလရောက်သွားလဲဆိုလို့ရှိရင်အာတီဇရစ်ဆိုတာတော့ဘာဘူးလုံးပြီးတော့မှပါရှန်အင်ပါယာရောက်တဲ့အချိန်မှာနေဟိမိကဒီဖလားဖလားကိုကင်ရတယ်ပေါ့နော် တောက်ဘရင်တောက်တဲ့ဟိုဖလားကိုဆက်တာရတဲ့သူတွေမှာပါတယ်ဖလားတော့ဟောမနော်ဒီလိုပြောလို့ရပါတယ်ဆိုသူကသူ့ရဲ့အရှိမဒီအစ္စရာတို့ကဗိမာန်တော့သွားဆောက်တာဂျေရုရှလင်မှာသွားဆောက်ပြီးမှပြန်လာကြပြီဆိုတော့အဲ့မှာသူတို့တွေအာအဲ့မှာသူပါတာတော့မတွေ့အောင်နေဟမိဆိုတဲ့နာမည်တခုတော့တွေ့ပြီမဲ့ဒါသူမှဖြစ်နိုင်ဘူးပေါ့နော်အဲ့လိုမျိုးလဲသုံးသက်ကြတယ်ဆိုတော့ ဒီမှာသူကနန်းတော်ထဲမှာနေကောင်းကောင်းမွန်နေရတယ်။ယာရုကလည်းမြင့်တာ။เนาะ။ဒါယာရုကလည်းမြင့်နေသူဖြစ်တယ်ဆိုတော့နေတယ်။ဆိုတော့သူမြည်တယ်လာလေရော။လာလေတဲ့အခါမှာသူတမ်းမီးတာဟိုဒီမြို့တော်ပေါ့။ယေရုရှလင်မြို့တော်ဘယ်လိုရှိလဲ။ဘယ်လောက်ချက်လဲ။เนาะဒါကလည်းကျူးတွေအတွက်ဆိုလို့ရှိရင်ဒါအထွတ်ထိပ်ပဲ။ဒါသူတို့ရဲ့အာတကယ် Holy Land ဆိုတာဒါ ပူပေးတယ်ဖះကိုယ်တိုင်ကောင်းကြီးပြီးထားတဲ့ခါနန်ပြည်ယေရုရှလင်မြို့ပါနော်ဒါဒါဝိတ်ပေါ့နော်ဒါဝိတ်တည်သွားတယ်ဒါဝိတ်နေခဲ့တယ်ဆိုတော့သူတို့အရန်ဒီနေရာကိုသူတို့တံမိုးထားတယ်အဲ့ဒီအတွက်ပထမဘိမှန်တော်သွားဆောက်ပြီးမီးကြည့်လိုက်တော့ဘာဖြစ်လဲဆိုလို့ရှိရင်နေမိမဆာခန်းကြီးတက်နေတော့မှသူ့အညီတွေကပြန်ပြောတာ သူတို့ကတိမ်သွားခြင်းကိုခံရသော လူစုတွေကလွတ်၍ထိုပြည်၌နေသောသူတို့သည်ကြီးစွာသောဆင်းရဲခြင်းကဲ့ရဲ့ခြင်းကိုခံရကြ၏ယေရုရှလင်မြို့ယိုသည် ပြူပြက်လျက်မြို့တကားသည် မီးလောင်၍ကုန်ပြီဟုပြန်ပြောကြ၏သူစကားကိုကြားလင်ငါသည်ထိုင်၍အင်တန်ကာလပတ်လုံးငိုကြွေးညီတန်လျက်ဆိုတာအဲ့မှာ ယေရုရှလင်မြို့ရိုးကပြတ်တယ်မြို့တကားတွေကမီးလောင်တယ်အလူတွေကလည်းဆင်းရဲဒုက္ခတွေရောက်ပြီးတော့မှချိန်မွားနေရပဲလို့သူပြောလိုက်တဲ့အချိန်မှာနေမိအနေနဲ့ဘာဖြစ်သွားလဲဆိုလို့ရှိရင်လောကရှော့ဖြစ်သွားဖြစ်သွားပြီးတော့မှ तू ငိုတယ်အချိန်ကာလတစ်ခုတည်း तू ဘာဖြစ်သွားလဲဆိုလို့ရှိရင် तू ငိုပြီးတော့အဲ့ဒီအရာကဝန်းနေတယ်ငိုတယ်ဆိုပြီးတော့ ဒါကြောင့်တော့ကြောက်တာနဲ့မဆိုင်ပါဘူးဗျ။အရှိတုံးကကျွန်တော်တို့သူကဆင်ញင်ခဲ့တဲ့အချိန်မှာသူကကြောက်ပြီးတော့စိတ်တက်ကြတာ။အခုအရာကြတော့သူကနေပြီးတော့မှဟာဒီလူဖြစ်ရလားဆိုတာသူကတော့ကောင်းစားနေပေမဲ့သူ့လူမျိုးနဲ့သူ့ရဲ့နိုင်ငံသူ့ရဲ့ဘိုးဘီးတည်ရှိခဲ့တဲ့နေရာဒီလူကြီးဖြစ်နေရလားဆိုတဲ့အခါမှာသူကဝန်းနေပြီးတော့မှအဲ့မှာသူလက်ထာစိတ်တက်ကြတာ။စိတ်တက်ကြငိုကြွေး ပြီးတော့မှလေးစိတ်ထဲမှာဝမ်းနေပြီးတော့မှဖြစ်တယ်ဆိုလက္ခဏာကထပ်ပြီးတော့မှတွေ့ရတာဆိုအစာရှောင်ရက်နေ၍ကောင်းကင်ဘုန်းကြီးရှင်ဘုရားသခင်ရှိတော်၌ဆုတောင်းပတနာဟူမူကားအစာရှောင်ရက်နေ၍ဆိုတာတကယ်တော့သူအစာမစားတာမစားကျင်တော့တာဖြစ်သွားတယ်တော့ဒါကျွန်တော်အရှိမလေးကျွန်တော်တွေ့ခဲ့ဘူးလေ အီလီယာဆိုလို့ရှိရင်ဒီလိုဖြစ်သွားတာသူအဆောင်မစားခြင်းတော့ဒီတရင်ကြားတဲ့အခါမှာစိတ်ကပေါ့နော်စိတ်ကကြပြီးတော့မှလှုပ်ချင်ကန်းချင်စိတ်လည်းမရှိတော့ဘူးဖြစ်လိမ့်မယ်ပြီးတော့မှ तू ဘာလုပ်လဲအဲ့ဒီချိန်မှာ तू ဆူဒေါင်းနေအဆာမစားတော့ဘူးမစားနိုင်တော့ तू ဆူဒေါင်းမှာဖျားသခင်အဲ့မှာ तू တေးချ तू ပြောပြရဲဆိုတာတွေ့ရတယ် ။ဒါကြောင့်ကျွန်တော်တို့အသက်တာထဲမှာလေဒီလိုစိတ်တက်ကြစိတ်ပြက်စရာနဲ့ကြုံလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ဟိုအစာမစားနိုင်လို့တာမျိုးဖြစ်နိုင်တယ်။ဒါပေမဲ့ကျွန်တော်တို့ကြိုးစားပြီးစားရမယ်။နေရမီလုတ်လို့ကျွန်တော်ဘာလုတ်ရမလဲဆိုလို့ရှိရင်ဆုတောင်းရမယ်။ဖရာသခင်ကိုပြောရမယ်။ကိုဖြစ်နေတဲ့အချင်းကြီးကိုစိတ်ထဲမှာဒီလိုခံစားရပါတယ်ကျွန်တော်တို့စီမှာယင်ဖွင့်လို့ရတဲ့သူတွေဘုရားသခင်ပဲဘုရားသခင်ကျွန်တော်အကုန်လုံးစိတ်ထဲမှာ ရင်ထဲမှာပြောပြဘေးနားမှာလူမရှိတော့ဘူးဆိုလို့ရှိရင်လေကိုယ့်ရဲ့အခန်းလေးထဲမှာပဲကိုပြောပြကိုနေရတဲ့နေရာလေ privacy မဖြစ်ဘူးဆိုလို့ရှိရင်လူသူမရှိတဲ့နေရာမှာသွားပြီးတော့မှဖះကိုပြောပြီးတော့ကျွန်တော်အားရပါကြငူပြီးတော့မှဖះသခင်ပြောပြလို့ရပါတယ်အခုလိုပေါ့နော်ကျွန်တော်မြန်မာပြည်မှာဖြစ်နေတဲ့ဒီငလျင်ပြီးပြောမှလီလီပြင်းတဲ့ဥစားမိုးရွာတဲ့နေရာတွေဖြစ်လာ ုံစင်းလုံးတွေမြင့်တက်လာတဲ့အချိန်မှာကျွန်တော်တို့ကဟိုအများကြီးတောက်ခံလာရတယ်ဆိုတော့ကြာလာတော့လူကခန္ဓာရင်ကောင်ကနေလာတဲ့ခါမှာအဲကျွန်တော်ဘုရားသခင်ကိုပြောပြတက်ခင်ဒီလူတွေဖြစ်ပါတယ်ဒီလူတွေရင်ဆိုင်နေရပါတယ်ဒါတွေကိုကျွန်တော်ဆက်ပြီးခွန်အားပေးပါဆိုပြီးမှပြောဖို့တော့နေမိရတော့ဒါဆုတောင်းတော့သူပြောတယ်ပြီးတဲ့ခါမှာ ။ तू ဘာလုပ်လဲဆိုလို့ရှိရင် तू လှုပ်เสียရှိတာကိုဆက်လှုပ်တယ်။ तू တောင်းဝန်ကဘာလဲဆိုလို့ခုနကပြောတဲ့ဖလားတော်ဝန်လှုပ်เสียရှိတာ तू ဆက်ပြီးတော့မှလှုပ်တယ်။ဆိုတော့ကျွန်တော်တို့လေခုနကပြောတဲ့ဖြစ်နေတဲ့အခက်အခဲဒုက္ခတွေကတော့ရှိမှာပဲ။ဒါပေမဲ့ကျွန်တော်တို့ဘက်ကဘာလုပ်ရမလဲဆိုလို့ရှိရင်ကိုယ့်ဘက်ကလှုပ်ဆောင်เสียရှိတာကိုတော့ဆက်လှုပ်သွားရမှာပဲ။ကြောင်းသားဆိုလို့ရှိရင်စာဆက်ပြီးတော့မှလှုပ်ရမယ်။ကြိုးစားရမယ်။ ်အလုတ်သမားကအလုတ်ဆက်လုပ်ရမယ်ကျွန်တော်စီးပွားရေးသမားစီးပွားရေးတက်နိုင်တယ်လို့ဆက်ပြီးတော့မှလုပ်ရမယ်စိုက်ပျိုးမွေးမြူရေးသမားတွေလည်းစိုက်ပျိုးမွေးမြူရေးလုပ်ရမယ်အယောင်းဝယ်လုပ်တဲ့သူတွေလည်းအယောင်းဝယ်ကုံယောင်းကုံဝယ်လုပ်ဆရာရှိလုပ်ရမှာပဲဆိုတော့နိုင်ငံသားမှရှိနေသူတွေကလည်းအလုတ်လုပ်မယ်ဆိုလို့ရှိရင်ဆက်လုပ်သွားရမှာပဲကျွန်တော်ဖြစ်ဖြစ်နေတဲ့အခြေအနေပေါ်မှာကျွန်တော်တို့အရှုံးပေးလို့မရဘူး ကျွန်တော်စိတ်တကြပြီးတော့စိတ်ကိုလွတ်ချလိုက်လို့မရအောင်ကျွန်တော်လှုပ်ရှားရှိတာဆက်လို့ရမှာပဲအဲအဲ့လိုလုံးနေရင်းနဲ့မှာဘုရားသခင်စီကဖွင့်လာတဲ့လမ်းကြီးရှိလာပါလိမ့်မယ်ဘုရားသခင်မှားစားတာတွေခံစားလာရပါလိမ့်မယ်အဲ့ဒီလိုလုံးနေမှားတာရင်ကျွန်တော်လည်းတခုခုဆက်သွားမှာအဲ့ဒီလိုမဟုတ်ဘဲနဲ့ကျွန်တော်ရက်တန့်သွားပြီဆိုလို့ရှိရင်ပူဆိုးသွားတယ်ပဲအတွေးတွေကအများကြီးဝင်လာပြီးတော့မှအဲ့ဒီအရာပေါ်မှာပဲ အာတနှုံနှုံစဉ်းစားစဉ်းစားရင်းနဲ့ပူပြီးတော့မှအသက်တောင်ဆွဲချသွားကြရအောင်စိတ်တက်ပူကြစရာကြောင်းဖြစ်လာတယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်ဒီနေမြတ်သူလှုပ်ရှားရှိတာကိုလှုပ်တယ်။ဒါပေမဲ့ဟိုလူတယောက်ကလေဘလောက်ပဲ तू ကအာဟန်ဆောင်ပြီးနေနေဘလောက်ပဲအပြင်းပန်းအရာတွေကိုလုပ်နေ तू စိတ်ထင်းမှာရှိတဲ့အရာကသူ့ရဲ့မျက်နှာမှာပေါ်တယ်။ဒါဘယင်းစီမှာ तू သွားပြီးတော့မှ သူလှုပ်ရှားရှိတာကိုပုံမှန်လှုပ်တဲ့အခါမှာဘယင်းကချစ်ချင်းဖက်မိရဲ့သူမျက်နှာကိုဆိုတော့ဒါကြတော့ခန်းကြီးနှစ်ကိုရောက်သွားပြီနော်တင်းနှစ်လေးပဲကျင်နေအတ္တိစရစ်မင်းကြီးနန်းဆန်နစေနိတန်လာတွင် ရှိတော်၌တင်သောစပြည့်ရေကိုငါကင်၍ဆက်လေအထက်ကတခါမြတ်ရှိတော်၌ညှိုးငယ်သောမျက်နှာကိုမပြဘူးသည့်ဖြစ်၍ ရှင်ဘင်ကကျမ်းမာလျက်နှင့်အပေကြောင့်မျက်နှာညှိုးငယ်သည်နီဝမ်းနေဟန်ရှိပါသည်တကားဟုမိန့်တော်မူလျင်ငါသည်အလွန်ကြောက်၍ရှင်ဘင်အသက်တော်အစဉ်မြဲရှင်ပါစေကျွန်တော်ဘူဘေးတင်ញိုင်းရှိရာမြို့သည်ပျက်စီးလျက်မြို့တကားလည်းမီးလောင်၍ကုန်ပြီဖြစ်သောကြောင့်ကျွန်တော်သည်မျက်နှာမညှိုးငယ်ပဲအဘယ်သို့နေနိုင်ပါမည်နည်းဟုရှောက်တော် တော့ကျွန်တော်တို့ဒီမှာဒါလောက်ယူတာမဟုတ်တော့တကယ်သူ့မျက်နှာဒီလိုဖြစ်သွားတဲ့အခါမှာရှင်မြတ်ချက်ချင်းရိပ်မိပြီးသူ့ကိုပြောတဲ့အခါမှာသူလည်းကြောက်သွားတယ်ကျွန်တော်ကသူပြန်ပြောရတာပေါ့အမဟုတ်ပါဘူးအဖြစ်မှန်တိုင်းပဲကျွန်တော်ဘူးပြီးနေတယ်မြို့မြို့တိုင်းပြုတ်ပြဲပြီးတော့မှလူတွေကဆင်းရဲဒုက္ခရောက်နေတယ်နောက်ကျွန်တော်ကြားတဲ့အခါမှာကျွန်တော်ဘယ်လိုလုပ်ပြီးတော့မှပျော်ပျော်ရွှင်ရွှင်နေနိုင်မှာလဲဒါကိုကျွန်တော်တို့ သူမှပြောပြသူပြောပြအရှိတန်ဒါကြောင့်ကျွန်တော်ပြောတာသူ့အတွက်ကဘာပြဿနာမှမရှိသူ့အတွက်ကပြည့်စုံတယ်လုံလောက်တယ်သူကခုနပြောတယ်သူတစ်ပါးအတွက်သူကအရင်စိတ်ပြီးတော့မှစိတ်ထဲမှာခံစားပြီးတော့မှဝန်းနေတတ်တယ်သူဖြစ်တယ်အဲ့ဒီအတွက်သူစိတ်တကြမျက်နှာညှိုးငင်နေတယ်ဆိုတော့ဒီမှာတွေ့ရတယ်အဲ့တော့ရှင်မင်းကမေးတယ်ဒါဆိုလို့ရှိရင်မင်း ဘာတွေလိုအပ်လဲဘာလုပ်ချင်လဲဆိုတော့သူအကုန်လုံးပြောပြတယ်။သူက plan ရှိတယ်။ဒါကြီးကျွန်တော်လိုလုပ်လို့ရှိရင် draw log ကုန်မယ်။ draw log တော့ကျွန်တော်သွားရမယ်။ဘယ်တော့ပြန်လာမလဲဆိုဒီချိန်ဒီချိန်တော့တော့ကျွန်တော်ပြန်ရောက်ပါမယ်။သူက plan ရှိတယ်။ပြောပြ။အာအာရှင်ပြန်ကသဘောကျ။ Okay ။သူခွင့်ပြုလိုက်တယ်။ရှင်ပြန်နားမနေရတယ်သူလေ။သူကအကုန်လုံးသူခွင့်ရရတယ်ဆိုတော့တွေ့ရတယ်။ဉာဏ်ပညာနဲ့ပြည့်စုံတဲ့သူဖြစ်တယ်ဆိုတော့တွေ့ရတယ်။ဆိုတော့သူအဲ့မှာအကုန်လုံး အပြင်ဆင်ရရှိတာပြင်ဆင်ဟိုမှာပြန်ပြီးဆောက်လုပ်ရေးအတွက်လိုအပ်တဲ့ဥစ္စာတွေကိုဘယင်စီကမှာပြီးတော့မှတခါတည်းပါမစ်တွေပေါ့နော်အဲ့ဒီမှာခွင့်ပြုချက်တွေအကုန်တောင်းပြီးတော့မှသူနေတဲ့မြို့သူထွက်သွားတယ်ဆိုတာတွေ့ရတယ်သူရောက်သွားတယ်အဲ့လိုရောက်သွားတယ်ရောက်သွားတဲ့အခါမှာသူဘာလုပ်လဲဆိုလို့ရှိရင်ဒီမြို့ရိုးပြက်ကြီးကိုသူဘာသွားလုပ်လဲဆိုတော့သူသွားပြန်လုံမှာကမြို့ပြက်ကြီး ဆိုမြုပ်ယူမြုပ်ယူအဖြစ်ကြီးကိုသူကဘာပြန်လုံးမှာလဲဆိုပြီးပြန်ပြုတ်ပြန်မှာအဲ့ဒါသူရဲ့အာယူတွားလို့ရတဲ့အကြောင်းရင်းပဲအဲ့ဒီမြုပ်ကိုတွားပြန်တီဆောင်းမှာဆိုအဲ့ဒီနေရာကိုရောက်တဲ့အခါသူဘာမှမလုပ်သေးဘူးသူတွားပြီးတော့မှမြင်းနဲ့လိုက်ပြီးတော့မှသူလိုက်ကြည့်ပြီးတော့မှပင်နာမှာပင်နာမှာပင်နာမှာပပက်လေအကုန်လုံးသူလိုက်ပြီးတော့မှတိချလေးလာဒါကြောင့် သူစိတ်ပြက်တာရှိမယ်မြို့ရိုးပုံကြီးတွေ့တဲ့ခါမှလည်းသူစိတ်တကြစိတ်ပြက်တာရှိမှာပဲဒါပေမဲ့ဒါကိုကြည့်ပြီးတော့မှတည်တည်ချာချာဒါကိုဘလို့ပြန်လောက်ရမလဲဆိုတဲ့စီမံကိန်းသူ့စီမှာရှိတယ်သူအဲ့ဒါခေါင်းထဲမှာရေးဆွဲပြီးတော့မှသူပြင်ဆင်နေဆိုတာကိုတွေ့ရတယ်ပြီးတော့မှရှိနေတဲ့လူတွေသူဘာလုပ်လဲဆိုရှင်စီယုံဒီပြုတ်ပြက်နေတဲ့အရာကြီးကိုငါတို့အတူတူတိဆောက်ကြမယ် ဆိုပြီးတော့မှ तू ကဘာလုပ်လဲဆိုရှင်စီယုံကြီးဆင်းပြီးတော့မှ तू လာတဲ့အခါမှာပြဿနာရှာမဲ့သူတွေရှိတယ်။ဒါပေမဲ့မြို့တွေမှာရှိနေတဲ့ဒီယူဒဣတိလာလူမျိုးတွေရော तू စုပြီးတော့မှ तू တည်တည်ကြကြာအာမူတီပေါ့နော်မူတီသူများကိုပြန်ပြီးတော့မှဆွဲထူဆွဲခေါ်ပြီးတော့မှမြို့မြို့တင်းရအောင်ဆိုပြီးတော့မှလှုံ့ဆော်စီယုံပြီးတော့မှ तू ပြောတယ်။အဲ့ခါမှာ အဲ့လူတွေကပါလာလားဆိုတော့ကျွန်တော်ကြည့်အောင်ဒါကြတော့ငင်းမျိုးစခန်းကြီးနဲ့ငယ်၁၈မှာနောက်တစ်ဖက်ငါတို့ခင်ရတော့စင်ရဲ့ချင်းယေရုရှလင်မြို့ပျက်စီးခြင်းမြို့တကာလည်းမီးလောင်၍ကုန်ခြင်းကိုတင်တို့သိမြင်ကြ၏လာကြကဲ့ရဲ့ချင်းနဲ့ကင်းလွတ်မြေကြောင်းယေရုရှလင်မြို့ယိုးကိုတည်ကြကုန်အံ့ဟုသူတို့အားဆိုလျက်ငါဤဖျားသခင်သည်ငါအားပြုတော်မူသောဂျေဇုကို၎င်းရှင်ပြန်မိန့်တော်မူသောစကားကို၎င်း ကြားပြောလို့သူတို့ကငါတို့ဒီထား၍တီကြကုန်အဟုဆိုလျက်ထိုကောင်းမှုကိုကြီးစီခြင်းကတယောက်ကိုတယောက်နှူးစောကြဤဇမလဘလဝန်တာစရာကောင်းတယ်မြို့ထဲမှာရှိနေတဲ့လက်ကြံကြံကျွင်းတဲ့သူသူတို့ခေါ်ပြီးတော့မှပြောတယ်ဆိုအဲ့အချိန်မှာအာဒီဒီကိုလိုနီပြုတ်ထားတဲ့သူတွေကဘောနော် ခန့်ထားခဲ့တဲ့ movement တွေလည်းရှိတယ်သူတို့လည်းပြောတယ်ကြင်လာကြဆိုတော့ဟာအားလုံးကိုသူစီးအောင်လိုက်တဲ့ခါမှာအားလုံးကအားချမယ်ရှင်ပြန်ခွင့်ပြုချက်လည်းပါတယ်ဆိုတော့ဟာငါတို့ဝိုင်းမျိုးတိဆောက်ကြကုန်အဲဆိုတော့မှသူတို့ပြောကြတယ်ဆိုတာတွေ့ရပါတယ်ဆိုတော့ကျွန်တော်တက်တာထဲမှာလည်းဒီအချိန်မှာကျွန်တော်တို့ကစတင်ပြီးတော့မှစိတ်တက်ကြနေတာကိုကိုယ်တိုင်စိတ်တက်ကြနေတာဖြစ်နိုင်တယ်အဲကျွန်တော်တို့ကစပြီးတော့မှကြံတဲ့သူတွေကို ဒီလိုနေနေလို့မရတော့ဒီလိုအခြေအနေမှာပြန်ပြီးတော့မှယုံထပြီးတော့မှဒါတွေကိုပြန်ပြီးတိဆောက်ဖို့လိုတယ်ဒီပျက်စီးနေတဲ့အခြေအနေကိုကျွန်တော်ပြန်ပြီးတော့မှကောင်းလာအောင်ပြန်လုပ်ရမယ်ဆိုတာလက်တွေ့မှာလုံနိုင်အောင်မှာကျွန်တော်စိတ်သက်ထဲမှာပြန်ပြီးတော့မှခွန်အားရှိလာဖို့အတွက်ကျွန်တော်အချင်းချင်းတိုက်တွန်းနှိုးဆော်ဖို့လိုတယ်အဲ့ချိန်မှာကျွန်တော်လိုအပ်တာနှုတ်ကပတ်တော်လိုတယ်ဖျားစကားလိုတယ် လူအသက်တာကိုတိဆောက်ပေးနိုင်တာဒီဖရာရဲ့နှုတ်ကပတ်တော်တမန်တရားပဲဖြစ်တယ်ကျွန်တော်တို့ကိုယ်တိုင်လည်းအဲ့နှုတ်ကပတ်တော်ခံယူမယ်သူတစ်ပါးကိုလည်းအဲ့နှုတ်ကပတ်တော်အပြင်ပြန်ပြီးတော့မှတိဆောက်ပေးမယ်ဆိုလို့ရှိရင်အရင်ဆုံးကျွန်တော်အတွင်းထဲမှာခိုင်ခံမှုရှိလာမယ်ကျွန်တော်အတွင်းထဲမှာပြန်ပြီးတော့မှတိဆောက်မှုရှိလာတယ်ဆိုကျွန်တော်လက်တွေ့လှုပ်ဆောင်လာမယ့်အရာတွေကအကျိုးရှိလာမယ်ဆိုတာကိုနားလည်ရပါတယ်เนาะအဲ့ဒါအရေးကြီးပါတယ်လို့ပြီးတော့မှဒီ ခင်းကြီးတုံးကိုရောက်လာတဲ့ခါကျတော့ तू ဘာလုပ်လဲဆိုလို့ရှိရင်အဲ့ဒီလူတွေမှာရှိနေတဲ့စုကျေစုတွေရှိရပြီဒီဆောင်းနိုင်တဲ့တချို့ပယံလုံနိုင်မယ်အဲ့တချို့ကတော့အဲ့လိုမျိုးပေါ့တေပူကြီးမှာလုံနိုင်တယ်စသဖြင့်ဒါမျိုးသူတို့ဟိုလုံနိုင်တဲ့သူတွေရှိကြတယ်ဆိုတာတွေ့ရတာအဲ့လိုမျိုးလုံနိုင်တဲ့သူတွေအမျိုးမျိုးသူဘာပြန်လုပ်ပေးလဲလဲဆိုရှင်တာဝန်ပြန်ခွဲဝေပေးလိုက်တဲ့အခါမှာသူ့နေရာနဲ့သူအံဝင်ကြဖြစ်သွားတဲ့အခါမှာကောင်းကောင်း လှုပ်ဆောင်လာနိုင်တယ်ဆိုတာတွေ့ရတယ်။အဲ့လိုလှုပ်ဆောင်လာတဲ့အတွက်ကြောင့်မလို့ဘာဖြစ်လာလဲဆိုလို့ရှိရင်ပြင်ပမှာရှိနေတဲ့ရန်သူတွေကတဘာမျိုးသားပေါ့တဘာမျိုးသားရန်သူတွေကသူတို့ဘာလာလှုပ်လဲဆိုလို့ရှိရင်လာနောက်ရှက်တယ်ကဲ့ရဲ့တယ်။ဒါမျိုးလာလှုပ်တယ်။ဆိုတော့သူတို့ကဲ့ရဲ့တဲ့ဇာတ်ကလည်းဖြစ်နိုင်တယ်ဘာသာဒီလူမျိုးတွေကနှစ်ပေါင်းများစွာကြုံခံလာရတဲ့အခါမှာစိတ်နဲ့ပန်းဆိုင်ကပြက်ပြားပြီးတော့စီကန်းလည်းမရှိတဲ့ လူမျိုးတွေပုံစံမျိုးဖြစ်နေအခုမြေမိရောက်လာလို့အကူကနည်းနည်းပြင်ပြီးတော့မှစီယုံသွားအဲ့ခါမှာပတ်ဝန်းကျင်မှာရှိနေတဲ့နည်းနည်းဩဇာရှိနေတဲ့သူတွေကဒီအံပုံအမျိုးတိုးပြီးတန်ပါလာဆိုတဲ့ပုံကိုယ်ကြီးကရန်သူတွေကဘာလို့လဲဆိုသူတို့ကိုကဲ့ရကြဘာဘာဘာတွေပြောကြလဲဆိုလို့ရှိရင်ခန်းကြီးလေးမှာငွေနှစ်က အားမရှိသောထိုယူရလူတို့သည်အဘေတို့ပြုကြမည်မည်ကိုကိုခိုင်ခန့်စေမည်လောရစ်ပူဇော်မည်လောတနည်းချင်းတွင်လက်ဆတ်တတ်မည်လောကျွမ်းလောင်သောကြောက်တုကိုအမိုက်ပုံများတဲ့ကထုတ်၍ပြုပြင်မည်လောဟုမိမိအမျိုးသားချင်းရှမာရိတက်သားရှိမှပြောဆို၏သူအနာမှာရှိသောအံပုံမျိုးသားတိုးပြီးကလည်းသူတို့တီသောကြောက်ရိုးကိုတိုးဝေးထိခိုက်၍ထိခိုက်လျင် ပြူလေးလိမ့်ညီဟုပြန်ပြော၏။ဆိုကြံသူများကိုလာပြီးတော့မှဘေးထိုင်ဘူးပြောပြီးတော့မှစောကားကဲ့ရက်တဲ့သူတွေရှိတယ်။အဲ့လိုလုံနေတဲ့အတွက်ကြောင့်မလို့လုံနေရတဲ့သူတွေကစိတ်တက်ကြမယ်။အားရော့မယ်။စိတ်ပြတ်သွားနိုင်တယ်။ဆိုအဲ့ဒီအခါမှာနေမိပြန်လို့တဲ့အလုပ်တစ်ခုကပါလဲဆိုလို့ရှိရင်ဖယောင်းထိုင်ပြောတယ်။ဖယောင်းဆုံးမခိုင်းတယ် ဖယောင်းတရားစီရင်ခိုင်းတယ်။ဒါကျွန်တော်တို့လုပ်ရမယ်နော်။ကျွန်တော်တို့ဘေးနားနေမတရားလာပြောပြီးမှာကျွန်တော်တို့လှုပ်ဆောင်နေတဲ့အရာတွေကိုပျက်စီးပြိုလဲသွားအောင်လို့လှုပ်တဲ့သူတွေကိုကျွန်တော်ဖယားသခင်လက်ထက်အပ်ပြီးတော့မှာဖယားသခင်ရဲ့ဆုံးမတန်ခတ်ခြင်းတရားစီရင်ခြင်းခံရဖို့တွေကျွန်တော်ပြောလို့ရတယ်ပဲ။ဘာပြောလဲဆိုလို့ရှိရင်ဒါကလေးငယ်လေးမှာအိုးကျွန်တော်ဖယားသခင်နားထောင်တော်မူပါ ကျွန်ုပ်တို့ဒီမထီမဲ့မြပြုခြင်းကိုခင်ရပါ၏သူတို့ကဲ့ရဲ့သောစကားသည်သူတို့ခေါင်းပေါ်သို့ပြန်ရောက်ပါစေသောတင်သွားခြင်းကိုခင်ရပြီ၌လူယူခြင်းကိုခင်ရပါစေသောသူတို့ပြုသောဒုစရိုက်ကိုဖုံးအုပ်တော်မူပါနှင့်ရှေ့တော်၌သူတို့အပြစ်မပြေပါစေနှင့်မြို့ရိုးကိုတည်သောသူတို့စိတ်ကိုနာစီခြင်းကကြောတက်ကြပါသည်တကားတို့ရတွင်ငါတို့သည်မြို့ရိုးကိုတည်ကြ၏တီလုတ်သော ူတို့သည်စေတနာကြီးသောကြောင့်မြို့ပက်လေမြို့ယူအမြင့်တဝက်တိုင်အောင်ပြီးလေကဲပြီးရောဘုရားသခင်ကိုတိုင်ပြောတယ်ဆက်လုပ်တယ်ဟိုကောင်တွေကလည်းလာပြီးတော့မှထက်ကဲ့ရဲ့တယ်ဒါဘာလဲဆိုလို့ရှိရင်အာလီနဲ့တိုက်တယ်တိုက်ပွဲပေါ့ဗျာနော်လော်ဘီပေါ့ဒီကိစ္စကနေပြောမယ်ဆိုလော်ဘီပေါ့လီနဲ့တိုက်တယ်တိုက်ပွဲပေါ့ ဆိုအဲ့လင်းနဲ့တိုက်တဲ့တက်ပွဲလေကြောက်စရာကောင်းရနော်အချို့စိတ်တကြစိတ်ပြတ်ပြီးတော့မှအာရုံသွားတာမျိုးရှိတယ်ဒါပေမဲ့အခုဒီမှာမဟုတ်ဘုရားသခင်ကပြောပြနေလှုပ်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 သွားတာဟာတပွဲတောင်ကြောက်သွားတယ်တပွဲတောင်ရောက်သွားတယ်ငေါတော်ပြီးလို့တန်ပါလာတော့အံ့ဩသွားတာဆိုအဲ့လိုမျိုးကြောင့်ပြီးသွားပြီလားဆိုမပြီးပြန်အောင်ပြန်မင်းမင်းကမြို့ယူသွားပြီးတော့မှလှုပ်ဆောင်တာဒီသူ့ရဲ့ယူရချက်ကိုဗျဆိုတော့ သူအိမ်မှာစိတ်ပြည့်စရာအကြောင်းထက်ကြုံလာရတယ်။ဒါအခန်းကြီး9ငွေ6မှာထို့သောပြစ်တင်မိတန်းသောစကားကိုငါသည်ကြားသောအခါအလွန်ညှိုးငယ်သောစိတ်ရှိ၍ကိုယ်အလိုလျောက်ဆင်ခြင်ပြီးမှအော်လာပြန်ပြီးအလွန်ညှိုးငယ်သောစိတ်ရှိ၍ဘာဖြစ်လို့လဲပြန်ပြီးစိတ်တကြစရာအကြောင်းပြန်ဖြစ်သွားတယ်။ဆိုတော့ဒါကျွန်တော်တက်တာထဲမှာရှိရပြီ။ ဟာလှုပ်ဆောင်လှုပ်ဆောင်လှုပ်ဆောင်နေနေ okay okay လာပြီးတော့ရောတက်တော့လည်းကျွန်တော်ပြောတယ်ဟာ okay လာပြီးဆိုတော့မှဘာဖြစ်လာလဲဆိုဝုန်းကိုပြုတ်ကြစရာစိတ်တက်ပြန်ကြာပြီးတော့စိတ်တက်ပြက်ပြားစရာကြောင်းပြန်ဖြစ်သွားပြန်တော့ဒါအမြင်တဲ့အမြင်တဲ့ရှိတယ်ဒါကျွန်တော်အတက်တာတည်းမှာစိတ်တက်ကြစိတ်ပြက်စရာဒီအမြင်တဲ့ရှိနေတယ်ဒါပေမဲ့ကျွန်တော်ဘယ်တော့မှအရှုံးပေးလို့မရဘူးကျွန်တော်တို့ဒါကိုအာအာရုံလိုက်လို့မရဘူးဗျ ကျွန်တော်တက်တာတယ်မှာဘာဘာဖြစ်လို့လဲဆိုလို့ရှိရင်ဒီတို့အချင်းချင်းနဲ့မှာဖြစ်တာဒါကဣတိလလူမျိုးအချင်းချင်းကြားထဲမှာဖြစ်တဲ့အရာဆင်းရဲတဲ့သူတွေစီကနေအခွန်ကောက်တယ်ဆင်းရဲတဲ့သူတွေရဲ့လေယာတွေကိုတင်ထားတယ်ဆင်းရဲတဲ့သူတွေရဲ့သားသမီးတွေကြုံခံရတော့မယ့်အခြေအနေမျိုးဖြစ်နေတယ်ဒါကဣတိလ ယူဒလူမျိုးတွေရဲ့အချင်းချင်းကြားထဲမှာဟိုကဒီလိုကုတ်သွေးဆုပ်တဲ့အရာဟာအရင်အဲ့မှာသူဝန်နေသွားတယ်ဒီမျိုးမှာရှိနေတယ်ဒီလူမျိုးသူတပားကနေပြီးတော့မှကျုံပြုတ်ထားတယ်သူတပားကနေပြီးသူတပားရဲ့လက်အောက်မှာနေနေရတယ်ဒီနွားချီရွက်လေးမှာရှိနေတဲ့အုပ်စုကအချင်းချင်းပြန်ပြီးတော့မှခုနပြောသလိုမျိုးအနစ်ဆင်ညင်စေခြင်း ရှင်ချင်းပြင်လို့ဂုတ်သွေးပြန်စုပ်တဲ့ဥစ္စာမျိုးဖြစ်နေတကင်ရှုပြောတဲ့ဥပမာလိုပေါ့ဗျာဒီလုံငန်းရှင်တယောက်ကအချွေးကိုခြေပေးလိုက်တယ်အာပြော်ပြီးတော့ပြန်သွားတယ်အဲ့ဒီလူကသူ့စီမှာအချွေးတင်နေတဲ့သူတယောက်ကိုမခြေပေးမနဲ့အတင်းအပအာရမတောင်းတာအစရောအဲ့ဒါကိုဒီဘက်ကသူအချွေးခြေခံလိုက်ရတဲ့ အကျွေးချေပေးလိုက်တဲ့လုပ်ငန်းရှင်ကတိလေသူကသူ့ကိုပြန်ရေးယူတာဒီလိုပုံစံမျိုးဖြစ်နေတယ်အချင်းချင်းကြားထဲမှာလို့ဒါကျွန်တော်တို့အဆိုင်ဝိုင်းထဲမှာအများကြီးရှိတယ်ဆိုတော့ကုတ်သွေးစုပ်တယ်လို့ခေါ်ပါပေါ့နော်ဒါမကောင်းပါဘူးဒီဥစ္စာမျိုးတွေအဲ့ဒီတည်ငုံကြားတဲ့အခါမှာနေမိအရန်ဝန်နေသွားတယ်ဒါတော့ခုနပြောသလိုလေဒီဒီဒီလူမျိုးအတွက်ဒီတိုင်းပြည်အတွက် ီမြို့ရိုးကိုလာလောက်တာဒီတည်င်းကြလဲကြောဒါသူတို့အတွက်ထားခဲ့ပြီမှာပြီးရင် तू ကပြန်ပါဒီလူမျိုးတွေဒီလူထက်ပြီးတော့မှအချင်းချင်းကြိုက်ဖြတ်စားတုံးနေတယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်ပြီးတော့မှဒီတိုင်းပြည်ကကောင်းစားတော့မလဲတိုးတက်တော့မလဲဒါတို့ तू ကတီးတဲ့အခါမှာစိတ်တက်ကြတယ်အဲ့တော့ तू ဘာလုပ်လဲခေါ်ပြီးတော့မှဆုံးမဒီဘက်မှာပြန်ပြီးတော့မှဟိုဖွဲ့စည်းပုံနဲ့တည်တည်ကြကြလေးစီကန်းကြကြလေး ပြန်လှုပ်ရပြီးတော့မှပြည့်ညက်တရားဂျူးတွေကဥပဒေနဲ့ပြည့်ညက်တရားသူတို့ရဲ့အတူတူပဲဖြစ်နေဘာသာရေးရဲ့အာတရားနဲ့တိုင်းပြည်ရဲ့ဥပဒေကအတူတူဖြစ်နေတဲ့အခါမှာပြန်ရှင်းပြပြီးတော့မှပြန်လှုပ်ပေးရတယ်ဒီလိုပဲညင်ညွတ်အောင်လုပ်ရတယ်နော်ဆိုတော့အဲ့ခါကျတော့ပြန်ပြီးတော့ပြည်လေပြန်ပြီးတော့မှအလုပ်လုပ်ပြန်လှုပ်ရတယ်ဆိုတော့အဲ့ခါမှာမဖြစ်လာလဲဆိုတော့ ဒီရန်သူတွေကလာပြီးတော့မှတော်ပြီတံမာလာစကန်ထပြန်လာတိုက်တော်မယ်ဆိုပြီးတော့မှထပ်ပြောပြန်အဲ့မှာသူတို့ဘာလုပ်ရလဲဆိုတော့ဒီလုံနေတဲ့အရာတွေကိုလုံရင်းနဲ့မှဘီးနားမှာကင်းဆောင်တဲ့သူကဆောင့်ဓာတ်ကင်တဲ့သူကကင်းဓာတ်တစ်ဖက်ကင်းပယံတစ်ဖက်လုံအဲအဲ့လိုပုံစံမျိုးသူတို့လုပ်ရတယ်တော်တော်လေးကိုသူစီယုံပြီးတော့မှလုပ်ရတယ်ဆိုတာတွေ့ရတယ်စိတ်တဲ့ကြစရာတွေစိတ်ပြက်စရာတွေအများကြီးရှိပါတယ် သူလုံနေရတဲ့အလုံးမှာနော်ဒီဥစ္စာတွေလုတ်ခဲ့ပြီမဲ့ဒါပေမဲ့ဘာဖြစ်လာလဲဆိုလို့ရှိရင်တဖြည်းဖြည်းတော့အရာရောက်လာတယ်ဆိုတာကိုတွေ့ရတယ်နောက်ဆုံးဘောနော်ဒါကျွန်တော်တို့အခုနပြောလို့လုတ်ဆောင်စရာရှိတာတွေလုတ်ပြီးသွားတဲ့အခါမှာကျွန်တော်အဆုံးသတ်ဖို့အတွက်ကကြတော့အခန်းကြီး6ငွေ15မှာအရက်52ရက်ကြာမှာအီလူလတ် 25ရက်နေ့တွင်မြို့ရိုးကိုလက်ဆတ်တကြိုက်ထူတဲ့င်းကိုရန်သူသည်ကြား၍ပက်လေဝန်းကျင်၌နေသောတပါးအမျိုးသားအပေါင်းတို့သည်မြို့ရိုးကိုမြင်သောအခါရှက်ကြောက်ချင်းတို့ရောက်ကြ၏ကျောင်းမူကားထိုအမှုသည်ငါတို့၏ဖျားသခင်အခွင့်နှင့်ပြီးချောင်းကိုရိပ်မိကြ၏ဒါဒါဒါအဆုံးသက်ရဲ့ကျေးဇူးတော်ပဲ52ရက်ယေရုရှလင် မြို့ယူယူသူကာ90ရက်ပဲကြာတယ်အကုန်လုံးဆုံးသက်တော်ပြီးတော့တမန်လာတို့ဘေးနားမှာရှိနေရန်သူတွေအကုန်လုံးသူတို့ကြောက်သွားတယ်ဒါပေမဲ့သူတို့သိတယ်အဲ့ဒါနေဟမိတို့ ਨੇ ရှိနေတဲ့ဣတိလလူမျိုးတွေအစွမ်းကြောင့်မဟုတ်ဒါသည်ဖျားသခင်သူတို့ဘက်ကနေလှုပ်ဆောင်ပေးတယ်ဆိုတဲ့အရာကြောင့်သူတို့တွေ ိသွားတယ်။ဒီနည်းအပြင်ဖျက်ပုံးထင်ရှားတယ်။ဒါဘုရားသခင်ဒီလူမျိုးနဲ့အတူရှိနေတယ်။ဘုရားသခင်နေဟမင်းနဲ့အတူရှိနေတယ်ဆိုတဲ့အကြောင်းကျန်တဲ့သူတွေကသိပြီးတော့မှသဘောပေါက်သွားတယ်။ဆိုတော့တဏှိမိလာလုတ်တဲ့ကိစ္စအဆုံးသက်သွားတဲ့အရာပဲသွား။ကျွန်တော်နားလဲရပါတယ်။ဒါကြောင့်နေဟမင်းကစိတ်တက်ကြတယ်။စိတ်ပြက်တယ်။ဒါပေမဲ့ तू ကငိုင်းပြီးတော့မှတွေ့ဝေပြီးတော့မှဘာမှမလုပ် မကင်တော့တဲ့သူမဟုတ်ပါဘူးစိတ်တကြတဲ့သူတွေစီမှာဖြစ်တတ်တဲ့လက္ခဏာတွေသူ့ဒီမှာရှိတယ်အစားတောက်ပြတ်တယ်ဘုံမှာသူဟိုစိတ်ကြည်ကိုင်းနေတဲ့ဥစ္စာဒါပေမဲ့သူလှုပ်ရှားရှိတာကိုသူစူးစမ်းပြီးတော့မှပုံမှန်လှုပ်သွားတယ်အဲ့ဒီပုံမှာဘုရားသခင်ကောင်းကြီးပေးပြီးလမ်းဖွင့်ပေးလိုက်တယ်သူဆက်ပြီးတော့မှဘုရားသခင်ဉာဏ်ပညာပေးတဲ့အတိုင်းလှုပ်ဆောင်တယ်လှုပ်ဆောင်တဲ့ဂျာထဲမှာလဲအခုနပြောတဲ့ထပ်ပြီးစိတ်တက်ကြစိတ်ပြည့်စရာနေတဲ့ ကြုံတွေ့ရတယ်အဲ့ဒီအချိန်မှာလဲသူဒီပြန်ထပြီးတော့မှသူလုံရမယ့်အရာကိုဘုရားသခင်နဲ့သူဆက်ပြီးတော့မှလှုပ်ဆောင်ဘုရားရဲ့လမ်းပြခြင်းနဲ့မှဆခြင်းနဲ့ဆက်လုပ်သွားတဲ့အခါမှာနောက်ဆုံး52ရက်ကြာတဲ့အခါမှာယေရုရှလင်မြို့ရိုးရိုးအတူတကွအဲ့ဒီမြို့မှာရှိနေတဲ့သူ့ရဲ့ညီကိုမောင်နှမတွေနဲ့အတူတူဆောက်လုံနိုင်ခဲ့တယ်ဆိုတဲ့ဥစ္စာကိုကျွန်တော်တွေ့ရတယ်။ဒါကြောင့်ကျွန်တော်အသက်တာထဲမှာပြူပြက်နေတဲ့အရာတွေ ကျွန်တော်အတိုင်းဝိုင်းမှာပြုတ်ပြက်နေတဲ့အရာတွေကျွန်တော်မိသားစုတွေမှာပြုတ်ပြက်နေတဲ့အရာတွေကျွန်တော်နိုင်ငံမှာပြုတ်ပြက်နေတဲ့အရာတွေကိုကျွန်တော်ပြန်ပြီးမှတိဆောက်ဖို့အတွက်ကကျွန်တော်ဖခင်သခင်လမ်းပြမဆာခြင်းလိုပါတယ်ကျွန်တော်စိတ်တက်ကြနေလို့မဖြစ်ပါဘူးကျွန်တော်အရှုံးပေးလိုက်လို့မဖြစ်ပါဘူးထို့ဖခင်သခင်အားဖြင့်ကျွန်တော်တို့ဒီထို့ပြုတ်ပြက်နေသောအရာများကိုပြန်ပြီးမှတိဆောက်တဲ့အခါမှာအချိန်တန်တဲ့အခါမှာဖခင်သခင်ရဲ့နေရမီကိုအဆုံးသက် ပြီးမြောက်ရတော့ခွင့်ပေးသူကျွန်တော်တို့ကိုလည်းထိုကဲ့သို့အောင်မြင်ခြင်းခွင့်ပြင်ပေးမယ်ဆိုတဲ့အရာကိုအတူတူကနှလုံးသွင်းဖို့အတွက်ဝင်ငှကြပါတယ်အားလုံးပေါ်မှာပြခင်တာရေကောင်းချီးပေးပါစေ